ကျွန်တော်တင်နေတဲ့အဟောင်းတွေကကျွန်တော်တင်နေအောင်ခဏခဏလာနေကြတာပေါ့နော်အဲ့တော့ကျွန်တော်တည်ကျင်တာလေးတစ်ခုရှိတယ်တင်နေလာနေကြတယ်အကြောင်းအမျိုးမျိုးကြောင့်အဆင်မပြေလို့တို့တို့ဟာတို့ထွက်တတ်ကြတယ်ပြီးလို့ရှိရင်နောက်ထပ်တင်နေတဲ့စက်တဲစက်တဲဝင်လို့ရှိရင်တို့တွေအမြင်နဲ့လာနေကြတယ်တို့တွေတန်းယူနာမကဘူးတို့ရဲ့ပန်းဝင်ကြီးတငငချင်းမိသားစုတွေကိုပါဆွေးခုတ်လာကြတယ်ပေါ့အဲ့ဒါဘာကြောင့်လဲဆိုတာကိုကျွန်တော်တည်ကျင်နေပေါ့နော်ဆိုတော့ဒီနေ့ကြောင်ပြေးသွားတဲ့ကောင်းလေးတရားကိုကျွန်တော်ခံထားတယ်သူ့ကိုဒီနေ့ဖြူလောက်ချင်းမယ်နော်ဘာကြောင့်အဲ့လိုလာတဲ့ဖြစ်လဲပေါ့ဆိုတော့ညီလေးအနေနဲ့ တင်တန်းကိုအဲ့လိုမျိုးကြောင်ပြေးသွားတယ်ပေါ့ဒါပေမဲ့လို့ဒီတင်တန်းအပေါ်မှာဘလို့မျိုးအကြောင်းအကြောင်းပြေးသွားရတယ်ဒီအန်ချင်းတင်တန်းဟာဘလို့အနေထားမှာရှိတယ်ဆိုတာနည်းလောက်ပြပြကြည့်ပါလားကြောင်ပြေးတရားအနေနဲ့ပေါ့နော်ပထမကတော့ကျွန်တော်ဆရာနိုင်စိုးရဲ့နိုင်ရှာရင်တင်တန်းမှာတင်တန်းတက်တယ်အဲ့ဒါကြာ3လပြတ်တင်တန်းပေါ့နော်ဒါပေမဲ့ကျွန်တော်က3လလုံးကကျတော့မတက်ခဲ့ရဘူး2လလောက် အလွန်နဲ့ပဲကျွန်တော်အချိန်တခုကြောင့်တင်တန်းကထွက်လိုက်ရတယ်ပြောရလို့ရှိရင်ကျတော့ကြောက်ပြေတော့တယ်ဒါပေမဲ့လမ်းသောလမ်းလာလို့ရှိရင်ကျတော့ဘလိုက်ကားပေါ်မှာတော့ပြီးရင်ပတ်ဝန်းကျင်မှာပြောနေတဲ့အတန်တွေကြားရတယ် ုင်းနေပြောနေတဲ့အတိုင်းလည်းကြားရတယ်။အဲ့ဒါလည်းသူတို့ပြောတာလည်းကျွန်တော်ကကြားတော့ဟလာဆိုတဲ့အတိုးအတွင်းမှာကျွန်တော်သင်တန်းတက်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒါလည်းသူတို့ပြောတာတွေကိုနားလည်တယ်ကြားနိုင်တယ်ပေါ့နော်။ကျွန်တော် translate မှာပေါ့နော်။အဲ့လိုမျိုးထိုင်းနေပြောတဲ့အတိုက်တာကိုကျွန်တော်နားလည်တယ်သူတို့ဟိုကလိုက်ကားပေါ်မှာတော့နင်ပေဘာဝယ်မယ်တော့ပေါ့နော်။ဈေးတော့လို့ရှိရင်ကျတော့ဘာဝယ်မလဲပေါ့။အဲ့လိုမျိုးတွေကြားနိုင်တယ်။နောက်ထပ်ကြားလာတဲ့အခါအဲ့ဒီသင်တန်းနဲ့အဝေးကွာသွားပြီးတော့မှ 3လလောက်ကြာသွားတဲ့ခါကျရင်ကျွန်တော်ဘလို့မှမကြားနိုင်တော့ဘူးသူတို့ပြောတာကတခုံးမကနားမလည်တော့အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ဒါဘာကြောင့်လဲကျွန်တော်တွေးကြည့်ရဩငါသင်တဲ့တက်ဖို့လိုတယ်ပေါ့နော်ဖုန်းမှာကြာတော့ပတ်ဝန်းကျင်မှာ လူတရားကကြတော့မိတ်ဆွေလိုအပ်တယ်ပေါ့နော်ဒါပေမဲ့ channel တွေကကြတော့ကျွန်တော်တို့ရင်းနှီးချီပြီးတော့မှစကားလာပြောတဲ့ခါရှိရနားတော့နားလည်တယ်ပြန်မပြောတတ်ဘူးအဲ့ဒီခါကျတော့သူတို့နဲ့ရင်းနှီးချင်တာတော့မှန်တယ်ဒါပေမဲ့သူတို့စကားကိုအပြန်လည်းမပြောနိုင်တဲ့ခါကျတော့ကျွန်တော်ကကြတော့သူတို့နဲ့တွေ့ဖို့တည်းကကြတော့အဆင်မပြေတော့ဘူးပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်နဲ့ကျွန်တော်ကကြတော့သူတို့နဲ့ရှောက်ဖို့ပဲကျွန်တော်စဉ်းစားတော့တယ်ကျွန်တော်ရင်းသူတို့နဲ့နင်းနင်းကက်ကက်နေဖို့မစဉ်းစားတော့ဘူးပေါ့နော်လူတယောက်မှကကြတော့အပေါင်းသင်းမိတ်ဆွေဆိုတာကကြတော့လိုအပ်တယ်ဒါပေမဲ့ကျွန်တော်ဘက်က စကားမပြောတတ်တဲ့ခါကျတော့အဆင်မပြေတဲ့အတွက်ကြောင့်ကျွန်တော်သူတို့နဲ့ခက်ခခနေဖို့စဉ်းစားလိုက်ရပါတော့အဲ့လိုမျိုးထိုင်းမှာလည်းကျွန်တော်တို့နိုင်ငံရဲ့အခြေအနေတစ်ခုကြောင့်ဒီတိုးတွင်းမှာတတ်မှတ်ထားတဲ့ကာလတစ်ခုမှာကျွန်တော်တို့အကြမ်းမပြန်နိုင်သေးဘူးပေါ့နော်အဲ့ဒီခါကျွန်တော်တို့အကြမ်းသင်ဖို့လိုတယ်အခွင့်လမ်းတွေရလာနိုင်တယ်ဆိုတော့အတွေ့အကြုံကတော့ဝင်လာတယ်ပေါ့အဲ့ဒီခါကျတော့ကျွန်တော်ဆရာစီကိုပြန်ရောက်လာတယ်ပေါ့နော်ကြုံပြေကြုံပြေအဲ့သူပြောတာကရိုးရှင်းတယ်ပေါ့နော်ဘာကြောင့်တင်တိုင်းပြန်လာလဲဆိုလို့ရှိရင်သူပြောတာကကျွန်တော်တို့ ထိုင်စကားမတက်လို့လူမမတက်ဘူးသူအတွေ့ကျွန်တော်ကမရှိဘူးလာတက်တယ်ဒါပေမဲ့ဉာဏ်တက်နေတဲ့ကာလလျှောက်မှာသူလိုင်းကားတင်လာတော့တော့လာတယ်ဈေးတွေတော့တဲ့အခါမှာဆိုလို့ရှိရင်လိုင်းကားပေါ်မှာချိန်နေထိုင်နေတွန်းနေတဲ့စကားတွေတတိကုတ်ကွင်းနဲ့တင်းနေတယ်ပေါ့ပြောလို့ဆိုတာဟုတ်ဟုတ်ပြီဈေးသွားလို့ရှိရင်ဒါဘလောက်ပါညာတာလာကဆိုတော့ကိုကနားလေနေတယ်ဆိုတော့ပါကောပါကောညွန်ပြနေလို့ဆိုလို့ရှိရင်သူတို့တွေပြုံးနေတဲ့ပါစကားကိုကနားလေနေတဲ့အခါကျတော့သူတို့နဲ့တသားတွေဖြစ်နေတယ်ဆိုတော့တင်တန်းကထွက်ခါစားထီအလာတီဖြစ်သေးပြီမဲ့တင်တန်းကမပြီးခဲ့တာကိုဆိုတော့တင်တန်းထွက်လို့လာပင်လောက်ကြာတော့တဲ့ခါကြာတော့ ခါပမှာတော့နေလေဘာပဲမှမသိတော့ဘူးဘာမှမကြားနိုင်တော့ဘူးကိုကနားကြားနိုင်တယ်ဒါပေမဲ့နားပင်းနေတဲ့လူတယောက်လိုမျိုးဖြစ်သွားတယ်အဲ့လိုမျိုးအဲ့တော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်ထိုင်းလူမျိုးဆိုတာဟာမြန်မာတွေနဲ့ယဉ်ကျေးမှုချင်းတုံ့ပြန်ကြရတယ်ဘာသာစကားတွေလည်းတုံ့ပြန်ကြရတယ်ယဉ်ကျေးမှုချင်းဆိုလို့ရှိရင်အရင်နစ်ဆက်တဲ့လူမျိုးတွေဖြစ်တယ်ဆိုတော့ကိုလူမျိုးဖို့ရတတ်တဲ့လူတွေဖြစ်တယ်ဒါပေမဲ့ရေလို့ညီလေးပြတဲ့စကားအရာဆိုလို့ရှိရင်ဘောနော်ဒါလည်းတွေ့တယ်ပဲကိုလေးလည်းခံခဲ့ရတာဆိုတော့သူတို့ကကိုကိုအဖက်လုပ်ပြီးစကားပြောချင်ပေမဲ့လို့ကို့မှာမှာဘာသာစကားမှမတက်တာဒ ဲ့ဆိုတော့တရုတ်စကားတွေကိုကျွန်တော်နားထောင်လို့တော်မျိုးရှောင်းမင်းရှောင်းရှိချောင်းဘာဘာတွေပြောမှမသိဘူးစကားလုံးတွေမကွဲဘူးဆိုတော့တင်တဲ့တေချာတင်တဲ့ခါကျတော့ဘေးစကားလုံးကိုပဏာကထားပြီးပြောတာတီးတော်တဲ့ခါကျတော့သူတို့ပြောတာကြားရတော့နော်ကြားနိုင်တယ်သူတို့နဲ့အဆင်ပြေဖို့သူတို့ပန်းဝန်းကျင်မှာနေထိုင်ဖို့ဆိုလို့ရှိရင်သူတို့စကားတွေကြားဖို့တော့နားလေပို့လို့လားဖြစ်တာဖြစ်တဲ့အတွက်တင်တဲ့နေကိုပြန်ပြီးပြေးလာတော့ဟုတ်ဆိုတော့ထိုင်စကားတော့အရေးပါတယ်ပေါ့နော်ဟုတ်ကျေးဇူးတင်တယ်အဲ့လိုမျိုးကြောင်ပြေးသွားတဲ့တင်တဲ့နေခဏခဏလာကြတယ်ဆိုတော့ကျွန်တော်တင်တဲ့ချစ်ပို့ပြီးတော့ရတာပေါ့โอเค thank you ပါတင်တဲ့မှာတွေ့ကြမယ်နော်